အားလုံးပဲမင်္ဂလာပါရှင်။ယနေ့2025ဇွန်လ9ရက်နေ့ညနေပိုင်းသတင်းအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ညနေပိုင်းမှာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နောင်ချိုရင်ထိုးစစ်ဆင်လာသောစစ်တပ်နဲ့ TNLA ပူးပေါင်းတပ်တို့အကြားတိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်မှတေဆုံထိခိုက်မှုများစွာဖြင့်ဆုတ်ခွာပြေးရပြီးစစ်တပ်သိမ်းယူထားသောကံကြီးရွာကိုတော်လိုင်းရစ်တမျာပြန်လည်ရရှိခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ရှမ်းပြည်နယ်နောင်ချိုမြို့နယ်ကံကြီးရွာကိုထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်တပ်နှင့် TNL ပူးပေါင်းတပ်တို့လိုက်ပွဲဖြစ်ပွားပြီးစစ်တပ်မှပြိခိုက်မှုများပြား၍ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းဒေသပြည်သူများကပြောဆိုပါရယမနေ့ဇွန်လ10ရက်နေ့တွင်နောင်ချိုမြို့နယ်တောင်ခမ်းရွာမှကံကြီးရွာကိုထိုးစစ်ဆင်လာသောအကြမ်းဖက်စစ်တပ်နှင့် TNL ဦးဆောင်သောတော်လိုင်းရေးပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဆိုပါထိတွေ့တိုက်ပွဲအတွင်းကျမ်းပတ်စစ်တပ်ဘက်မှခြိခိုက်မှုများပြားခြင်းကြောင့်စစ်ကောင်စီတပ်သားများယင်းနေ့ညခရနာယီ53မိနစ်ခန့်တွင်တောင်ခမ်းရွာဘက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါသည်။တောင်ခမ်းရွာကနေကန်ကြီးရွာဘက်ကိုထိုးစစ်ဆင်လာတဲ့စစ်ခွေးတပ်နဲ့တော်လိုင်းရဲတပ်တွေတိုက်ပွဲအပြင်းထန်ဖြစ်တဲ့စစ်ခွေးစစ်ကြောင်းကတော့ကန်ကြီးရွာဘက်ကနေပြန်ဆုတ်ခွာသွားပြီးကန်ကြီးရွာကိုတော်လန်ရေးအဖွဲ့တွေပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့သိရတယ်ဟုဒေသပြည်သူတို့ကပြောဆိုပါရတယ်။ ဆိုပါတိုက်ခိုက်မှုကို TNLA ပူပေါင်းမဟာမိတ်တပ်များဖြစ်သော DPLA တအူးနဲ့ PDF တဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စစ်ကောင်စီကယခုဇွန်လအတွင်းအပြစ်ရဲကြေညာထားတော်လဲနောင်ချိုမြို့နယ်တောင်ခန့်ကျေးရွာတွင်စစ်တပ်နဲ့တိုက်ပွဲများတောက်လျှောက်ဆိုသလိုဖြစ်ပွားလျက်ရှိပြီးစစ်တပ်ကရဲစောက်ဘက်မှစစ်ကူအင်အားများလက်နက်ခဲယဉ်များဖြစ်တင်းလျက်ရှိကြောင်းနှစ်ဖက်စစ်ရေးတင်းမှမှုများရှိနေကြောင်း စစ်ကောင်စီကထိုးစစ်ဆင်ခြင်းလေကြောင်းတိုက်ခိုက်ခြင်းနဲ့လက်နက်ကြီးပစ်ခတ်မှုများကိုဆက်တိုက်ဆိုသလိုလှုံ့ဆော်နေကြောင်းစစ်ရေးအရာနှစ်ဖက်ထိတွေ့မှုများရှိနေပြီး TNLA ကစစ်ရေးဗျူဟာအရာဆောင်ရွက်လျက်ရှိကြောင်း TNLA ပြောခွင့်ရလွင့်ရီဦးကဇွန်လ9ရက်နေ့သတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖော်ပြောဆိုထားပါရှင် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တန်တွဲမြို့နယ်ကိုစစ်ကောင်စီကလေရင်ဖြင့်ပုံကျဲမှုမိသားစုဝင်၃ဦးအပါအဝင်စစ်ဆောင်ပြည်သူ၄ဦးတေဆုံးပြီး၈ဦးဒဏ်ရာရရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်ရခိုင်ပြည်နယ်တန်တွဲမြို့နယ်ကိုစစ်ကောင်စီကလေရင်ဖြစ်ပုံကျဲမှုကြောင့်မိသားစုဝင်၃ဦးအပါအဝင်စစ်ရှောင်းပြည်သူ၄ဦးတေဆုံးပြီး၈ဦးတရားရရှိကြောင်းသိရှိရပါတယ် ဇွန်ခနေ့ရက်နေ့ည10:00နာရီကျော်အချိန်မှစတင်၍တနွဲမြို့နယ်ရှိစစ်ရှောင်းများနေထိုင်သောကြောက်ကြီးကြီးရွာစတင်ကြောင်းကိုစစ်ကောင်စီကလေရင်ဖြင့်ပုံကျဲတက်ခိုက်ခဲ့ကြောင်းမိသားစု3ဦးနှင့်စစ်ရှောင်းမျိုးသမီး2ဦးလည်းတည်ဆုံးခဲ့ကြောင်းပုံကျဲမှုကြောင့်တရားရရှိသူ10ဦးရှိပြီး6ဦးမှာတရားအပြင်းထန်ရှိနေကြောင်းသိရှိရပါသည် စတကားလင်းဖြစ်ပုံကြရရင်ဇွန်လ9ရက်နေ့ည10:00နာရီ14မိနစ်အချိန်တစ်ချိန်ည10:25မိနစ်အချိန်တစ်ချိန်စုစုပေါင်း2ချိန်ဘုံနှလုံးကျဲချခဲ့ကြောင်းဘုံကျဲမှုကြောင့်တည်ဆုံးသူများတွင်အသက်48နှစ်အရွယ်ဒေါ်အပူအသက်42နှစ်အရွယ်ဦးထွန်းထွန်းဝင်းအသက်53နှစ်အရွယ်ရှိဒေါ်နှင်းဝေခိုင်အသက်72နှစ်အရွယ်မအီပရမိုးတို့ပါဝင်ကြောင်းသိရှိရပါသည် ဆိုပါဘုံကျဲမှုကြောင့်ကြောက်ကြီးကြီးရွာသား၈ဦးဒဏ်ရာရရှိခဲ့ပြီးယင်းအထက်က၆ဦးသည်ဒဏ်ရာပြင်းထန်ကအရေးပေါ်ဆေးကုသမှုများခံယူနေရကြောင်းသိရှိရပါတယ်။မလာတူဇွန်9ရက်နေ့ည7နာရီကျော်ခန့်အချိန်မဇွန်ဖြေရွာစာတင်ကျောင်းကိုလည်းစစ်ကောင်စီလေးကျောင်းကကြက်တိုက်လေရင်ဖြင့်နှစ်ကျင်းလာရောက်ဘုံကျဲမှုကြောင့်အရေးသား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ ထို့ပြင်ဇွန်လ9ရက်နေ့ညပိုင်းစစ်ကောင်စီကတန်တွဲမျိုးအမတ်ရှင်မြင့်ဆောင်က6လမ်းနဲ့9လမ်းကြားရှိဘုံကျဲခဲ့ပြီးတညတဲ့အတွင်းနေရာ3နေရာကိုစစ်ကောင်စီကဘုံကျဲမှုကြောင့်နေအိမ်အများအပြားလဲပစ်စီခဲ့ကြောင်းသိရှိရပါတယ်စစ်ကောင်စီကဇွန်လ1ရက်နေ့ကနေ30ရက်နေ့အထိကိုယာယီပစ်ခတ်တိုက်ခိုက်မှုရစဲထားကြောင်းကြီးညာထားတော်လဲအရက်သားများနေထိုင်ရာနေရာများနဲ့တော်လန်ရေးတပ်စခန်းနေရာများကိုဘုံကျဲတိုက်ခိုက်မှုများဆက်တိုက်လှုပ်ဆောင်နေခြင်းဖြစ်ပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီအတွက်လက်နက်ဝယ်ယူပေးနေသည့်ပွဲစားနိုင်ထွန်းအောင်ကမဟာမျက်မှုနှိဖျားကြီးတို့ရွှေသုံးမိသားနဲ့ချက်သိန်း26000လူရန်မှုကုတ္တဒါနမမြောက်သောဘာသာရေးခုရုံးလုပ်မှုသာဖြစ်သည်ဟုဝေဖန်ခံရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ပြည်သူလူထုကိုတပြက်နေသောအကြမ်းမစစ်ကောင်စီအတွက်လက်နက်ခဲယင်းများဝယ်ယူပေးနေသည့်ပွဲစားနိုင်ထွန်းအောင်ကမန္တလေးမဟာမျက်မှုနှိဖျားကြီးတို့ ရွှေသုံးမိသားနဲ့စသိန်း26000လူတန်းမှုမှာကုသတနာမမြောက်သောဘာသာရေးခုရုံးလုံးမှုအဖြစ်ຫນွေဦးတော်လိုင်းရေးဘာသာပေါင်းစုံကွန်ရက်မှာဆရာတော်ဦးဝါရမကဝေဖန်မိန့်ကြားထားပါတယ်ဇွန်လ9ရက်နေ့မန္တလေးမဟာမြတ်မြို့နီးဖျားသူလက်နက်ပွဲစားနိုင်ထွန်းအောင်နဲ့မိမဝေဝေရင်ရွှေသားသုံးမိသားနဲ့ငလျင်ကြီးကြောင့်ပြစီခဲ့သည့်အချစ်ဆောင်တကားပြက်ပြတ်တဲ့နဲ့ကျောင်းတော်ကြီးတိုင်း6တိုင်းတိဆောက်ပြုပြင်ရေးအတွက် သိန်း2600လူတန်းကြောင်းသိရှိရပါတယ်။ပြည်သူကိုတပြက်ရရင်အုံပြုနေသည့်လက်နက်ခဲယင်းများတင်းသွင်းစီးပွားရှာနေသောလက်နက်ပွဲစားကဖျားပြပြန်ငွေလူတန်းချင်းမှဒါနာကိုတို့မဖြစ်ကြောင်းရင်းလူတန်းမှုမှာတိုင်းသူပြည်သားများကိုလှည့်ဖြားရန်ဘာသာရေးခုရုံးလုပ်မှုသာဖြစ်ကြောင်းနေဦးတော်လိုင်းရေးဘာသာပေါင်းစုံကွန်ရမဆရာတော်ဦးရမကမှတ်ချက်ပြုမိန့်ကြားထားပါတယ်။ တနည်းပြောရရင်ဘာကုတ္တမမဖြစ်နိုင်တဲ့လှည့်ဖြားမှုပေါ့တိုင်းသူပြည်သားကိုလည်းလှည့်ဖြားတယ်သူလိုချင်တဲ့အကျိုးစီးပွားကိုဘာသာရေးခုရုံးလုံးမှုဖြစ်တဲ့အတွက်ကြောင့်မို့လို့ကုတ္တရဖို့နေနေတတမူလအခြေခံနဲ့စိတ်ကူကလိန်ညာတဲ့စိတ်ဖြစ်နေတာပေါ့ဒါကအကျိုးစီးပွားကိုအခြေခံတယ်ဘာသာရေးကိုအသုံးချတယ်ဗုဒ္ဓရဲ့ပုံရိပ်ကိုပါထပ်ပြီးတော့ခုရုံးလုပ်တယ်ဆိုတော့ကုတ္တဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးတခုတော့ရှိတာပေါ့သူတို့ရဲ့အကျိုးစီးပွားရဲ့ပြည်သူလူထုကိုလှည့်ဖြားခြင်းရဲ့ သာရှင်ရဲ့အလိုကြရဲ့ဆိုတော့လောက်ရဲ့အနေနဲ့တော့တိုင်းသူပြည်သားကိုပူလဲဖြားလို့ရပါတယ်။တနည်းပြောရရင်တော့သူ့အကျိုးစီးပွားပူဖြစ်မယ်။အာနာရှင်ပူအလုံးလုံးလို့ကောင်းမယ်ဆိုတော့အခြေအနေကိုပဲရရှိမယ်လို့ဦးဇက်အနေနဲ့ကတော့မြင်ပါတယ်။နေဦးတော်လိုင်းရေးပါတာပေါင်းဆောင်ကိုရဲ့အဖွဲ့မှဆရာတော်ဦးဝရမကပြောဆိုပါတယ်။နိုင်ထွအောင်သည်စစ်ကောင်စီအတွက်လက်နက်ခဲရင်ဝယ်ယူပေးနေသည့်ပွဲစားများထဲမှတဦးဖြစ်ပြီ အမေရိကန်ဒေါ်လာတန်ပေါင်းများစွာတန်ကြီးရှိသောဆစ်လက်နက်များရဟယင်များပိုပစ္စည်းများကိုဝယ်ယူပေးရမှာချမ်းသာကြွေးဝါလာသူဖြစ်ကြောင်း Justice for Myanmar ၏2023ခုနှစ်စက်တင်ဘာလအတွင်းထုတ်ပြန်ချက်အရသိရှိရပါသည်အထူးသဖြင့်နိုင်ထွက်အောင်မှာရုရှားတိုက်လေရင် MiG 29ဂျက်တိုက်လေရင်ဤစိတ်အပိုင်းများမြန်မာပြည်သို့ရုရှားမှတင်သွင်းရရင်အတိကပါဝင်သူဖြစ်ပြီးအမေရိကန် ဥရောပသမဂ္ဂပါဝင် အနောက်နိုင်ငံကြီးများဤစီးပွားရေးပိတ်ဆို့မှုခံနေရသူလည်းဖြစ်ပါတယ်နိုင်ထွန်းအောင်ကမြန်မာနိုင်ငံတွင် International Gateways Group of Companies တီထောင်သူဒေါက်တာနိုင်ထွန်းအောင်သည်စစ်ကောင်စီအတွက်တရုတ်နဲ့ရုရှားတို့ထံမှဆစ်လက်နက်ခဲရင်းနဲ့အပုပစ္စည်းများဝယ်ယူပေးနေသည့်ဂျာခန့်ပွဲစားဖြစ်ကြောင်းသိရှိရပါသည် ။နောက်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့နိုင်ငံတကာစာမျက်နှာတွင်စစ်ကောင်စီဘက်မှယက်တီထောက်ခံပေးမှုအတွက်တရုတ်ကိုကျေးဇူးတင်ကြောင်းအကြမ်းဖက်မင်းအွန်လိုင်းထုတ်ပြောခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။နိုင်ငံတကာစာမျက်နှာတွင်စစ်ကောင်စီဘက်မှယက်တီထောက်ခံပေးမှုအတွက်တရုတ်ကိုကျေးဇူးတင်ကြောင်းအကြံဖက်စစ်ကောင်ဆောင်မြန်အွန်လိုင်းကထုတ်ဖော်ပြောဆိုခဲ့ပါရယ် ်ဂျမနီနေပြည်တော်တွင်ပြုလုပ်သည့်တရုတ်မြန်မာနှစ်နိုင်ငံသတ္တမန်ဆက်ဆံရေး85နှစ်မြောက်စေရင်တုအခမ်းအနားတွင်အထက်ပါအတိုင်းထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပါသည်မြန်မာနိုင်ငံအရေးကိစ္စနဲ့ပတ်သက်၍တရုတ်နိုင်ငံအနေဖြင့်နိုင်ငံတကာစာမျက်နှာတွင်ရည်တည်ထောက်ခံပေးလျက်ရှိသည့်အတွက်ကျေးဇူးတင်ကြောင်းတရုတ်နိုင်ငံ၏မိမိတို့နိုင်ငံအပေါ်တွင်ဆင်ဆက်မပြတ်အပြုသဘောဆောင်သည့်ထိတွေ့ဆောင်ရွက်မှု စိတ်ကောင်းစေတနာဖြင့်အားပေးထောက်ခံမှုများအတွက်လည်းများစွာတန်ဖိုးထားကျေးဇူးတင်ကြောင်းမင်းအောင်လိုင်းကဆိုပါရယ်မြန်မာနိုင်ငံအနေဖြင့်တရုတ်နိုင်ငံကခေါ်ဆောင်နေသည့်ရပ်ဝန်းနဲ့ပိုလန်မှစီမံကိန်းတရုတ်မြန်မာစီးပွားရေးစင်ကြံစီမံကိန်းများ အကောင့်ထဲပေါ်ရာတွင် အရေးပါသည့်ပထဝီဝင် အနေထားတွင် ရှိနေကြထို့ကြောင့်အဆိုပါစီမံကိန်းများကိုစောလျင်စွာအကောင့်ထဲပေါ်ခြင်း မဟာဗျူဟာကျသောစီမံကိန်းများဖြင့်ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြောက်လိုင်းကဆိုပါရယ်။ထို့ပြင်တရုတ်နိုင်ငံနှင့်ပူပေါင်းဆောင်ရွက်မှုများကိုပုံမူနှက်ဆိုင်စီရေးတရုတ်ကိုအနီးကပ်ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းတရုတ်သမရာရှီကျင့်ပြင်သည်နိုင်ငံကဘာဤငင်းချမ်းရေးတည်ငြိမ်အေးချမ်းရေးအတွက်ဆင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပေါ်မမြင့်တင်နိုင်မည်ဟုရှုမြင်ကြောင်းထို့ကြောင့်မြန်မာနိုင်ငံအနေဖြင့်တရုတ်သမရဤသဘောထားများကိုကြိုဆိုထောက်ခံကြောင်းမင်းအွန်လိုင်းကပြောဆိုခဲ့ပါတယ် အကြံပေးစစ်ကောင်စီသည်ယခု2025ခုနှစ်ဧပြီလအတွင်းရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဆုံးရှုံးသွားခဲ့သောလာရှုမျိုးကိုတရုတ်၏ဂျာဝင်မှုဖြင့် MNDAA ထံမှပြန်လည်တောင်းယူနိုင်ခဲ့ပြီးချားဆုံးရှုံးသွားသောမြို့နယ်များကိုလည်းတရုတ်၏စစ်ဆင်မှုဖြင့်ပြန်လည်တောင်းယူရန်စူးစမ်းလျက်ရှိသည်ကိုတွေ့မြင်ရပါတယ်ရှင်ဒီကနေ့ညနေပိုင်းသတင်းကတော့ဒီလောက်ပဲဖြစ်ပါရဲ့ရှင်။နားဆင်ပေးသွားကြတဲ့မြို့ပြည်သူများအားလုံးကိုစိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်။